ညင်္ဂလာပါမနေ့ပြန်ခုနှစ်သားသမီးများအတွက်တည့်ရတာဆောင်းရွှေရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့ရဝေးပြည်ပမှာရှိတဲ့ဆွေမျိုးများထံအနေပြီးတော့ဝမ်းသာစရာတည်ငောင်းများကြားရတတ်ပါတယ်အဖိုးတန်ပျက်စီးများဝင်လာတတ်ပါတယ်ငွေကန်းတော့အလွန်ကောင်းပါတယ်လက်တစ်ဖက်မှာကြိုက်တာနာတာမျိုးတွေဖြစ်တတ်ပါတယ်တိချောက်ပါတဲ့ကနန်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီအောင်ဖြစ်ပါတယ် ရေဒီယာအနေနဲ့တော့မိမိရေအဖျားမှာ only 6စိတ်ကတ်လို့ပူဇော်ပေးပါတနင်္လာသားသမီးများအတွက်ယနေ့မှာတော့ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာတော့အခွင့်အနန်းကောင်းတွေပေါ်ပေါ်လာပါမယ်လက်ရှိအလုပ်ကိုတိုးချဲ့ရတာလုပ်ငန်းသစ်စတင်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ရကြရရှိတဲ့ငွေကြေးများတော့မထင်မှတ်ပင်နဲ့ပြန်ပြီးတော့ဝင်လာတတ်ပါတယ်ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်နှင်းငါးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ် ရေတရာအနေနဲ့တော့မိမိရာဖျံမှာပဲပလတာကတ်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများတို့ယနေ့မှာတော့လူမျိုးကြပါတာကြများရဲ့အကူအညီများရရှိပါလိမ့်မယ်။ရွှေလက်ဝယ်ရတနာများနဲ့ပတ်သက်ပြီးတော့စိတ်တော်ကများအပ်တတ်ပါတယ်။သူတစ်ပါးရဲ့ကြောင်းသွင်းခြင်းအထင်ရွှဲဆွဆွခြင်းမျိုးများကြုံတွေ့ရတတ်ပါတယ်။ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။ချစ်တူစရာနေပြီးတော့တည်င်းကောင်းများကြားအပ်တတ်ပါတယ်။သစ်ခွန်ပါတဲ့ကလန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ဖြူရောင်းနဲ့ငွေငွေရောင်ဖြစ်ပါတယ်။ ရေရေအနေနဲ့တော့မိမိအရာဖျားမှာလက်ဖက်တော့ကတ်လို့ပူဇော်ပေးပါဘုံတော်ဦးသားသမီးများတို့ယနေ့မှာတော့တငယ်ချင်းမိတ်ဆွေမောင်နှမများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်ယင်းကိစ္စဆက်ကိစ္စများတို့ပြောဆိုဖြေရှင်းပေးရတတ်ပါတယ်အလုံမှာအခွင့်အရေးကောင်းရတာတွေအောင်မြင်မှုကြီးကြီးမားမားရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ချစ်သူစရာနေပြီးတော့တရင်ကောင်းများကြားရတတ်ပါတယ်ယင်းဘအောင်နေတတ်ပါတယ်တဲ့ကိုအာလေးကိုပါတဲ့ခဏမြအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်ဖြစ်ပါတယ် ရေရာအနေနဲ့တော့မိမိရံဖျက်မှာနနတိကလူပူဇော်ပေးပါဂျာရာပရိတာရမီများအတွက်ယနေ့မှာတော့အလုတ်ကိစ္စငွေကိစ္စများနဲ့ပတ်သက်ပြီးတော့စကားပြောဆိုညှင်းခေါ်အပ်တတ်ပါတယ်ရွေးချယ်ရခက်ဆုံးပြတ်ခတ်တာမျိုးတွေစိတ်နှခွဖြစ်เสียရမျိုးတွေကြုံတွေ့ရတတ်ပါတယ်ကျမ်းမာရေးအနေနဲ့အကောင်းတော်လဲလက်မှာထိခိုက်တန်ရာရတတ်ပါတယ်အခြေအနေနဲ့ကတော့တာယာနေပါလိမ့်မယ်အားကိုပါတဲ့ခဏများအချိုးပေးပြီးတော့ကံကောင်းတဲ့ညအရောင်ကတော့အပြန်အရောင်ဖျော့ဖျော့ဖြစ်ပါတယ် ရေရာအနေနဲ့ကတော့မိမိရံဖျံမှာပဲပေါက်စီကတ်လို့ပူဇော်ပေးပါတောက်ကြသားသမီးများတို့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့ရဝေးရနဲ့အဆက်အသွယ်ကောင်းများရရှိပါလိမ့်မယ်အလုံးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အထူးကောင်းမွန်တဲ့နေ့လေးဖြစ်ပါတယ်လက်မှာအထိခိုက်တန်ရာရတတ်ပါတယ်အချီရေးမှာတော့စိတ်လုံးမကြစရာတွေများနေတတ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုဖြည့်ရှင်းရတတ်ပါတယ်။ငါကိုပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့ နင်းညိုရောင်နဲ့အညိုရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိရဖျက်မှာရွှေသမင်းကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများအတွက်ယနေ့မှာတော့မိတ်ဆွေရင်းများနဲ့စကားပြောဆိုရင်းခွန်အပ်တတ်ပါတယ်။စာချုပ်ဆက်တူရှယ်ယာကိစ္စကတော့စိတ်ညစ်အပ်တတ်ပါတယ်။ဝမ်းသာစရာသတင်းကောင်းများ ကြားအပ်တတ်ပါတယ်။ခြေတော်အောက်ပိုင်းထိခိုက်မိတတ်ပါတယ်။အခြေအေးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။နှစ်ခွန်ပါတဲ့ကလိုင်းများအချိုးပေးပြီးတော့ကံကောင်းတဲ့အရောင်တော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်။ ရေဒီယာအနေနဲ့ရောမိမိအေးရဖះမှာမွင်းကားကတ်လို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ